ဗုဒ္ဓဘာသာတွေသည်ကိုယ့်ဘာသာအကြောင်းကိုကောင်းကောင်းမွန်မွန်နားမလည်တဲ့အတွက်သူများကတည်းကဝါရမိုင်းအောက်မှာအမြဲတမ်းဒုက္ခတွေပင်လယ်ဝေးနေရတယ်။ယနေ့ liberal ဝါရတွေနိုင်ငံရေးဝါရတွေကခမရတို့ကိုစိုးမိုးပြီးတော့ခမရတို့ကိုကျွံမွေးခွေးမွေးလိုက်လို့ခမရတို့ဘဝတွေပျက်စီးကုန်ကြတာ။တကယ်တော့ကျုပ်တို့ဗုဒ္ဓဘာသာဗမာလူမျိုးတွေလောက်စိတ်သဘောထားကောင်းတဲ့လူမျိုးတိုင်းဘယ်မှာမှမရှိဘူး။ ကျုပ်တို့ကလူမျိုးကြီးလည်းမခွဲကြောက်ဘာသာကြီးလည်းမခွဲကြောက်နိုင်ငံကြီးမခွဲကြောက်အဲ့ဒါကိုကျုပ်တို့မခွဲကြမှန်းသိတာကိုထပ်ပြီးတော့အခွင့်ကောင်းယူပြီးတော့နောက်ထပ်ဝါရမိုင်းကြီးတက်ပြီးတော့ထဲ့ပြီးတော့ကျုပ်တို့ရှိရာအချုပ်ချာနဲ့အာနာနဲ့မြေကိုလုနေကြတာအချုပ်ချာအာနာနဲ့မြေကိုလုတာကိုကျုပ်တို့ကသဘောထားကြီးကြီးနဲ့သူတို့ရဲ့ follow တွေရှောက်လိုက်တဲ့အတွက်ကျုပ်တို့ဘဝတွေဒုက္ခရောက်ကြတာဗမာဗမာအချင်းတတ်နေရတာယနေ့အမေရိကန်ကြီးကတိုးတက်တဲ့လူမျိုးကြီးမခွဲကြောက်လို့အလကားပေါက်ရ40လျှောက်ပြောတာပညာရေးကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်တယ် စီးပွားဥစ္စာကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်တယ်ဒီနှစ်ခုလုံးလို့တိုင်းပြည်တွေတိုးတက်ချမ်းသာတယ်တရုတ်နိုင်ငံမှာဘာဒီမိုကရေစီမှမရှိဘူးစီးပွားရေးကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်တယ်ပညာရေးကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်တယ်စီးပွားရေးနဲ့ပညာရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့မြန်အိုက်တိုင်းပြည်ချမ်းသာတယ်ယနေ့ကျောတို့တိုင်းပြည်ဘာလို့မချမ်းသာပဲနဲ့မွဲနေလို့ဆိုဗမာဗမာချင်းတန်နေကြလို့ဖြစ်တာနိုင်ငံရေးအယူဝါဒလူမျိုးရေးအယူဝါဒတွေနဲ့ဂုံးတိုက်တယ်မှိုင်းတိုက်တယ်ဗမာအချင်းချင်းပြတ်တက်ကြတယ်အာဏာလုကြတယ်ဒါကြောင့်မလို့မချမ်းသာတာကျောတို့တွေစီးပွားရေးနဲ့ပညာရေးကိုအထုတ်ထိပ်ရောက်အောင် တွန်းတင်ပေးမယ်ဖွင့်ပြောအောင်လုပ်ကြမယ်အပြိုင်ဆိုင်ဝိုင်းလုပ်ကြမယ်ဆိုရင်တို့တို့တိုင်းပြည်နေချင်းညာချင်းကြီးပွားတယ်ရေကံမြေကံကောင်းတယ်ဟုတ်လားခမတို့စဉ်းစားလीတို့တို့ဗုဒ္ဓဘာသာကတဏှာကဖန်ဆင်းတယ်တတဝါကိုတဏှာကဖန်ဆင်းတယ်အခြားသောဘာသာတွေကတတဝါတအူးကလောကကိုဖန်ဆင်းတယ်ဖန်ဆင်းမုံရင်းမတူဘူးမတူတော့ကျုပ်တို့ကဘယ်ဘာသာပဲကျုပ်တို့ဗမာပြည်ရောက်လာရောက်လာကျုပ်တို့ကလွတ်လပ်စွာကိုယ်ကိုယ်ကွင်ပေးထားတယ်သူတို့တိုင်းပြည်တွေမှာဖန်ဆင်းရှင်ဝါရကိုတွားပြီးဝေဖန်ကြည့်လိုက်ပါလားခင်ဗျားတို့ခေါင်းပြတ်သွားမှာ ဟုတ်လားကျုပ်တို့တိုင်းပြည်မှာဖန်ဆင်းရှင်ကိုဘယ်သူမှလည်းသူတို့ကနေသူတို့ကိုးကွယ်ပါစီဆိုမဝေဖန်ဘူးဘယ်ဖုန်းကြီးမှမဝေဖန်ဘူးမပုတ်ခတ်ဘူးမစော်ကားဘူးသူတို့ယုံကြည်တာယုံပလိစီလောကကြီးမှာတဏဖန်ဆင်းတာကိုသူတို့မသိလို့တရားဖန်ဆင်းတယ်လို့ထင်တာဆိုပြီးတော့ဒီတိုင်းလှုပ်ပေးထားတာအဲ့တော့ကျုပ်တို့ကမြင့်မြတ်နေတာလीဟာလားကျုပ်တို့ကမြင့်မြတ်ပြီးသားကျုပ်တို့ကနိုင်ငံရေးဘာသာရေးလူမျိုးရေးကိုခွင့်လွှတ်ပြီးသားလွတ်လပ်ခွင့်ပေးပြီးသားအဲ့ဒါကိုကျုပ်တို့ထပ်ပြီးတော့ဖိနှိပ်ပြီးတော့သူတို့နဲ့ဒန်းတူထားရမယ်ဆိုတာက သူတို့ကိုဘယ်လိုဒန်းထူထားရမှာလဲကျုပ်တို့လောက်ဒန်းထူထားတာကျုပ်တို့ပဲရှိတယ်လीကျုပ်တို့ရဲ့ဥပမာတစ်ခုအနေနဲ့ပြောမယ်ကျုပ်တို့ကမြေပိုင်ခြံပိုင်ရှိတငယ်ချင်းတယောက်ကဘဝပြက်လာတယ်တငယ်ချင်းမင်းအိမ်မှာမင်းခြံမှာငါနေပြတယ်โอเคလာနေလူလိုချင်းလူလိုဆက်ဆံလိုက်တာသူ့ကိုလူခွန်ရေးပေးလိုက်တာကျုပ်တို့ကကျုပ်တို့တိုင်းပြည်ကိုလာနေတဲ့လူမျိုးကြဘာသာကြားတွေကိုကျုပ်တို့နိုင်ငံမှာနေခွင့်ပေးလိုက်တာနေခွင့်ပေးလိုက်တယ်ဆိုတဲ့ကိုကကျုပ်တို့ကလူလိုဆက်ဆံလိုက်တာသူတို့ကိုလူအဖြစ်သတ်မှတ်တာဟုတ်လား လူဖြစ်တတ်မှတ်ပြီးွားတဲ့အချိန်မှာဒီဘုံမှာဒိုးဒူပေါင်ပတ်ခြံနဲ့ဝင်းနဲ့စအဲ့ဒါဒီသူတို့ကိုလူခွင့်ရပြီအကယ်၍မြန်ကျုပ်တို့ခြံကိုမြေခတ်လာပြီဆိုရင်ကျုပ်တို့ကသူတို့ကျူးကျော်သူတို့တတ်မှတ်ရတော့မလို့သူတို့ကိုနေခွင့်ပေးထားတာအပိုင်ပေးတာမဟုတ်ဘူးလीဟုတ်လားဟာလူလိုလေးစဉ်းစားလိုက်ရင်အဖြေကရှင်းရှင်းလေးလေးကျုပ်တို့လူလိုတွေးလိုက်ရင်အဖြေဒီကရှင်းရှင်းလေးရနေတာလीအဲ့တော့သူတို့ကပြောတယ်လူမျိုးရင်းမခွဲကြနဲ့အကုန်လုံးဒန်းသူအချုပ်ချာအာနာကိုလည်းဘာသူမဆိုရယူပိုင်ဆိုင်ကိုရမမရဘူးမရဘူးဒါကငါတို့ပိုင်ဆိုင်မှု အဲ့ဒီလို liberal ဝါဒအရာအဲ့ဒီလိုပြောနေတဲ့ယောက်ျားတွေမိန်းမတွေကိုယ့်ဘာနေကိုစဉ်းစားလीအဲ့ဒီလိုတငယ်ချင်းကအိမ်ပေါ်မှာနာနေတဲ့အချိန်မှာကို့လင်ကိုသူ့မယားနဲ့ပိတ်အိမ်မှာလားကို့မယားကိုသူ့လင်နဲ့ပိတ်အိမ်မှာလားလူလိုပဲတွေးကြည့်လိုက်ဒီအဖေကရှင်းရှင်းလေးတွေထွက်လာနေပြီဟုတ်လားဒီလိုပဲဒါကငါတို့မိသားစုကြီးရေငါတို့ရဲ့အချုပ်ချာအာဏာကိုဘယ်ကောင်းကောင်မှပေးလို့မရဘူးငါတို့မျိုးကိုခြံခတ်ပေးလို့မရဘူးဒါကလူမျိုးရင်းနဲ့လည်းလာမပြောနဲ့နိုင်ငံရင်းနဲ့လည်းလာမပြောနဲ့ဘာသာရင်းနဲ့လည်းမသက်ဆိုင်ဘူး လူမျိုးရေးဘာသာရေးနိုင်ငံရေးနဲ့မသက်ဆိုင်ဘူးဒါသည်ငါတို့ဗုဒ္ဓဘာသာဗမာလူမျိုးတွေနှစ်ပေါင်း၃00လောက်အချုပ်ချာအာဏာပိုင်လာတဲ့မြေဖြစ်တယ်အမေရိကန်ဆိုတာမနစ်တနေရမှာနိုင်ငံဖြစ်တာဘာတမိုင်းမှာရှိတဲ့ကောင်းတယ်မဟုတ်ငါတို့ကတမိုင်းရှိတဲ့လူမျိုးရင်ကျေးမှုရှိတဲ့စပယ်ရှိတဲ့ဂီတရှိတဲ့အနှုပညာအားလုံးဒီငါတို့မှာဖွဲ့စည်းထားတာအခုံရှိငါတို့ဒီရင်ကျေးမှုတမိုင်းတန်ဖိုးတွေနိုင်ငံရေးတမိုင်းတန်ဖိုးတွေအစင်တန်းမြင့်နေအဲ့ဒီအတွက်ငါတို့အစင်တန်းကိုနှိမ့်ချပြီးတော့မင်းတို့ကိုလူလူမဆက်ဆံနိုင်ဘူး တိုင်းပြည်မတိုးတက်ခြင်းတိုးတက်ခြင်းမတိုးတက်ခြင်းဆိုတာငါတို့ဗမာတွေလူစိတ်မရှိတော့ဘဲနဲ့တယောက်နဲ့တယောက်တတ်နေလို့တိုင်းပြည်ပြန်နေတာကျန်တာဘာမှမရှိဘူးငါတို့အချင်းချင်းတတ်တာကိုရက်လိုက်တဲ့နေ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်တဲ့နေ့ပဲအဖြစ်အရှင်းရှင်းလေးဟုတ်လားဘာနိုင်ငံရေးမှမဟုတ်ဘာလူမျိုးရေးမှမဟုတ်ဘူးအဲ့ဒါကိုမစိမဆိုင် liberal ဝါဒတွေဘာဝါဒတွေနဲ့လာမပြောနဲ့ငါတို့ဒီဝေဖန်ပိုင်းခြားနိုင်တဲ့စွမ်းအားရှိရမယ်မင်းတို့ကိုငါတို့ဗမာလူမျိုးကလူမျိုးရေးဖိနေလားမဖိနေလားဆိုတော့မနေ့တနေ့ကမှဟိန်းလူတွေ မင်္ဂလာဆောင်ပွဲကျင်းပါကွာတိမ်ပေါင်းတသိန်းလောက်ကုန်တယ်ဒီဟိန်းလူတွေဗမာမြေပေါ်မှာစီးပွားရှာသွားတာဟိန်းလူတွေဘယ်တော့မှအာဏာမလုဘူးငါတို့ရှိရမြေမလုဘူးသူတို့စီးပွားသူတို့လုပ်တာသူတို့တိမ်ပေါင်းတသိန်းလောက်ချမ်းသာတာငါတို့ကလွတ်လပ်ခွင့်ပေးစီးပွားရေးလုပ်ပန်ကံကွယ်ဝင်တွေပေးထားလို့သူတို့အဲ့လိုချမ်းသာတာနီးငါတို့ကဒါဖိနေထားမယ်သူတို့ချမ်းသာလာစရာအကြောင်းမရှိဘူးလေအဖြေကရှင်းရှင်းလေးလေးဟုတ်လားအဲ့တော့ငါတို့ကဘာလို့ထပ်ပြီးတော့ပေးရမှာငါမရဘူးသူ့ကိုပေးလဲရမှာလားငါတို့ချန်တွေကိုပိုင်းပြီးပေးရမှာလား အဲ့ဒီလိုအောက်တန်းစားယုံညံ့တဲ့စိတ်ဓာတ်တွေနဲ့ကိုတိုင်းပြည်ကိုလူမျိုးဖြတ်စည်းနေမယ်ဆိုရင်မင်းတို့ငကိုတဲကကွာဗမာလူမျိုးဖြစ်ကိုမွေးမလာတဲ့လူတန်းစားကြီးဟုတ်လားကိုပိုင်ဆိုင်မှုကိုတော့ကိုသိရမယ်လေငါတို့ကလူကိုလူလို့ဆက်ဆံပေးထားပြီးတော့တော်ပြီလေရပြီငါတို့နိုင်ငံသားဖြစ်မယ်1980နှစ်ဥပဒေနဲ့ဖြစ်အောင်လုပ်မဖြစ်ဘူးလားမဖြစ်ငါတို့ပြင်ပေးစရာမလိုဒိုးကြိုက်တဲ့နိုင်ငံမှာသွားနေတယ်ငါတို့ဘာသာနဲ့ငါတို့လူမျိုးစော်ကားလာပြီးဆိုအဲ့ဒီကောင်တွေရဲ့မှတ်ပုံတွေနဲ့ပတ်စပို့တွေကိုငါတို့ကပြန်သိမ်းပိုင်ခွင့်ရှိတယ်အဲ့ဒါငါတို့ရဲ့အချုပ်ချာအာဏာပဲ